အားလုံးပဲမင်္ဂလာပါမသူဒီနေ့ထပ်ပြီးတော့ဝင်းများရှင်နာလေးရတော့တဲ့အိမ်ပြင်ပမှာတတိယဒေတာမဖြစ်အောင်ကျူတင်ကောက်ွယ်လို့ရနေလန်းရှိလာဆိုပြီးတော့မေးထားတာပေါ့နော်အဲဒီလိုမျိုးလေးဆိုလို့ရှိရင်တဲ့အိမ်ပြင်ပမှာတတိယမတည်အောင်ကျူတင်ကောက်ွယ်လို့ရတယ်နေလန်းတော့မရှိဘူးဒါပေမဲ့မသူကပြောမဲ့အချက်ကလေးတွေကိုလိုက်နာမယ်ဆိုလို့ရှိရင်တော့တဲ့အိမ်ပြင်ပတတိယဒေတာကနည်းနိုင်တယ်နံပါတ်၄အနေနဲ့ကပါလဲဆိုလို့ရှိရင်အဲဒီလိန်ဆက်ဆံပေါ်ကနည်းရင်ပိုကောင်းတယ်ပေါ့နော်တူဦးတဲ့အဲတူဦးတဲ့ဆိုရင်တော့ပိုကောင်းတယ်လိန်ဆက်ဆံပေါ် ောင်များတဲ့သူတွေကကျတော့ဒီအဓိကကတော့လိမ္မာတစင်ကူးဆက်တဲ့ယောဂါတွေဝင်ဘူးတဲ့အမျိုးသမီးပေါ့နော်ဘယ်လိုမျိုးလဲဆိုရင်စီပူညောင်ချတို့ကလိုင်မိုင်းတီးရတို့အဲအဲ့လိုမျိုးလိမ္မာတစင်ကူးဆက်တဲ့ယောဂါရှိတဲ့အမျိုးသမီးတွေဆိုလို့ရှိရင်မသူတို့ပုံမှန်အမျိုးသမီးတွေနဲ့ဆိုင်ရင်သူကတိုင်ပြင်မမှာတရေတင်နိုင်ခြင်းများတယ်ပေါ့နော်ပရမဗီဒူတွေမှာလည်းပြောပူထားတယ်အဲအဲ့လိုမျိုးရှိရဲနောက်တစ်ခုကကျတော့အာဒီတူတူနေတဲ့ခါမှာဆိုလို့ရှိရင်ပေါ့နော်မျိုးသားနဲ့တူတူနေတဲ့ခါမှာဆိုလို့ရှိရင်အဲကိုကအဲဒီ ဘယ်လိုကောင်းလဲအကကွယ်သုံးတာတော့ပို့ပြီးတော့ကောင်းတယ်ကွန်ဒီကွန်လုံးသုံးလိုက်လို့ရှိရင်တော့ပိုဆင်ပြီးတယ်ပေါ့နော်အဲနောက်တစ်ချက်ကကြတော့ဘယ်လိုမျိုးလဲဆိုလို့ရှိရင်ဆက်လက်တောက်တဲ့အမျိုးသမီးတွေသူကကြတော့ ကလေးမယူခင်ပေါ့နော်ကိုဝင်မယူခင်ကြိုတင်ပြီးတော့မတူနေပြောချင်တာကဆလိန်ဖြတ်ပါလို့ပြောချင်တယ်ပရမတ်တစ်ချိန်အဲဒီတိန်မာတိန်ပြမသတိတဲဘူးတဲ့လူကလည်းကိုဝင်ပြန်ဆောင်လို့ရရတယ်ဒါပေမဲ့ကိုကဒီတိန်ပြမသတိတဲဘူးတဲ့လက္ခဏာတွေကိုသိထားတဲ့အတွက်စောစောစီစီကြိုတင်ပြီးတော့ပေါ့နော်ဒီလက္ခဏာတွေသိနေတဲ့အတွက်ရှောင်လို့ရတယ်နောက်တစ်ခုကကြတော့ဒီဒီဘိုက်ခွဲဘူးတဲ့သူတွေပေါ့နော်ဘိုက်ခွဲဘူးတဲ့သူတွေဆိုလို့ရှိရင်တော့အနည်းဆုံး3လောက် အနာဘီကမှာကိုဝင်ယူတဲ့လေဒီမသူကပြောတဲ့အချက်ကလေးတွေကကြတော့အကြည့်နေတဲ့သူတွေအတွက်အကျိုးရှိရဆိုရင် like and share လေးလုပ်ပေးပါကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့သိချင်တာလေးရှိရင်လည်းထပ်ပြီးတော့မေးလို့ရပါတယ်။အဲဒီဗီဒီယိုလေးမှာကကြတော့အဒီဒီ TikTok မှာပေါ့နော်မသူရဲ့ Viber ဖုန်းနံပါတ်ကလေးပေးထားတယ်။ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့အခမဲ့တိုင်ပင်ဆွေးနွေးလို့ရပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။